တငယ်ချင်းမိန်းကလေးပါဝင်အမျိုးသမီးနှစ်ယောက်ရဲ့ပြန်ပြီးဆွဲလင်ကုန်ကုချင်းကိုခံလိုက်ရတဲ့အမျိုးသားပရိသတ်များအလုံးမင်းမြင်လာပါရှင့်ဒင်းကားချက်နေကနေပြလေးကျစိုးလိုက်ပါတယ်ဒီဖြစ်ရကလူငယ်အမျိုးသားတယောက်ရဲ့အယုံလွယ်မှုကနေတားကောင်ဖြစ်သွားရတဲ့ကိစ္စပါပဲသူက6ရက်ကြာအောင်လိမ်ပိုင်းဆိုင်ရာဖိအားပေးမှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။နောက်တော့သူနီးသူဟန်နဲ့လොမြအောင်စူးစမ်းခဲ့ပြီးတော့အဲ့ဒီအကြောင်းတွေကိုသတင်းဌာနတစ်ခုမှဖွင့်ချခဲ့ရပါဘူး။ ဒီဖြစ်ရပ်ကတော့လူကုန်ကူးမှုဆိုတာဘယ်သူမှမစိုးကြုံတွေ့ရနိုင်တဲ့ဆိုတဲ့ဥပမာတစ်ခုပါဒီဇလန်ဆာကထပ်ဆက်ပြင်းနေမြောင်ဟယ်ရစ်ခရိုင်ကနမေဇိုးနဲ့ကြော်ကြားနေရဲ့ Regency Modern မှာစတင်ခဲ့ရပါအလုံးလမဲ့ဖြစ်နေတဲ့လူငယ်လေးကိုခင်မင်းရင်းနေသူတငယ်ချင်းမိန်းကလေးတဦးကအလုံးအတွက်လူတဦးနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးတော့ခေါ်သွားခဲ့ရဖြစ်ပါတယ်တပတ်ကမိန်းကလေးတငယ်ချင်းကလည်းဖြစ်နေခင်မင်းမှုကလည်းရှိနေတဲ့အတွက်လူငယ်လေးကတော့ရှေရှေဝေးဝေးမစင်စားတော့ပဲလိုက်သွားခဲ့ရပါဘူး အရင်ကိုရောက်တော့နောက်ထပ်အမျိုးသမီးတစ်ယောက်နဲ့ထပ်တွေ့ရပါတယ်အဲ့ဒီအမျိုးသမီးရဲ့ပုံစံကတော့ခက်ချမ်းချမ်းပါပဲသူကသူကွတ်ကီးဆိုပြီးတော့သုံးနှုံးခဲ့တာပါ နောက်ပြီးတော့အမိန်ပေးတတ်တဲ့ပုံစံမျိုးလည်းရှိပါတယ်အဲ့ဒီကိုရောက်သွားတဲ့ချိန်မှာစကားတောင်ရှေ့ရှေ့ဝေးဝေးမပြောလိုက်ရပါဘူးကွတ်ကီးကလူငယ်လေးကိုအလုံးစလုံးခိုင်းပါတယ်အဲ့ဒါကတော့လင်စည်းကွက် website မှာ register လုပ်ခိုင်းလိုက်တာပါသူပြောတဲ့အတိုင်းမလုပ်ရင်ရန်ပြုမဲ့ပုံစံမျိုးတွေလည်းလုပ်နေခဲ့ပါတယ် အဲ့ဒါကြောင့်လူငယ်လေးလေးကွကီးပြောတဲ့အတိုင်းပဲ website မှာစာရင်းသွင်းခဲ့ပါတယ်။တိတ်မကြခင်မှာပဲဖောက်တင်ရလာပြီးတော့အဲ့ဒီ model မှာပဲအလုပ်လုပ်ခဲ့ရပါတယ်။အလုပ်ဆိုတာငွေလက်ခံပြီးအမျိုးသားတွေနဲ့လိမ်ဆက်ဆန်ရဖို့ဖိအားပေးခံရတာပါ။ညှင်းဆန်ခွင့်လည်းလုံးဝမရခဲ့ပါဘူး။အဲ့ဒါကြောင့်လူငယ်လေးလေးကွကီးတို့ရဲ့အလစ်ကိုအမြဲချောင်းနေခဲ့ပါတယ်။အခွင့်အရေးရတဲ့ချိန်မှာတော့ model ကနေထွက်ပြေးပြီးတော့အိမ်ကိုပြန်ရောက်လာခဲ့ရပါဘူး။ ဒါပေမဲ့အဲ့ဒါလည်းမလွတ်ပါဘူးကူကီးကနစ်ဆွန်ဆိုတဲ့အမျိုးသားနဲ့အတူသူ့အိမ်ရှိတီရောက်လာခဲ့ရပါနောက်ပြီးတော့သူတို့မှာတနက်လေးပါလာခဲ့ပါတယ်အဲ့ဒါကြောင့်လူငယ်လေးကိုလက်နဲ့ပြပြီးတော့အတင်းအကျပ်ပြန်ခေါ်သွားနိုင်ခဲ့ရပါနောက်တစ်ခါထွက်ပြေးဖို့ကြိုးစားရင်ရှင်းပြမယ်လို့လည်းချင်းချောက်ခဲ့ပါသေးရဲ့ကားပေါ်မှာလည်းရိုင်းနှက်နှိမ့်ဆက်မှုတွေလုပ်ခဲ့သေးရပါဒီလိုနဲ့လူငယ်လေးလေးမော်တယ်ကိုထက်ရောက်လာခဲ့ပါတယ်ဒီတကောင်မှာတော့သူ့ကိုအခန်းထဲမှာပဲပိတ်လောင်ခဲ့ရပါ။မူရစ်စေးတွေကိုလည်းအတင်းအကျပ်အုံခိုင်းခဲ့ပါတယ်။ မူရင်စီတွေသာပြည်စုံအောင်ထားပေးပေမဲ့ဗိုက်စာလို့စားစရာမရှိတဲ့အချိန်တွေလည်းရှိခဲ့တာပါနောက်ပြီးတော့ဘသူပဲလာလာလိမ့်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးရပါတယ်ဒါပေမဲ့ website ကနေလာတဲ့ဧည့်သည်ကအများကြီးရှိနေတာမဟုတ်ပါဘူး။အဲဒီခါမျိုးကျရင် cookie တို့ကသူ့ကိုတနည်းအားစီခေါ်သွားပါတယ်။အဲဒီကကားပါကင်မှာလူငယ်လေးကိုဧည့်သည်လိုက်ရှာခိုင်းတာပါ။သူတို့ကတော့မလန်းမကန်းကနေစောင့်ကြည့်နေကြပါတယ်။ ရလာတဲ့ငွေကိုတော့သူတို့ကပဲအကုန်သိမ်းသွားကြတာပါပြောရရင်ဒီလိုအခြေအနေတွေက6ရက်လောက်ကြာမြင့်ခဲ့ပါတယ်ဒီကြားထဲမှာအစားအသောက်လည်းမမှန်ခဲ့ပါဘူးတညအပြင်းထွက်ပြီးတော့ဧည့်သည်ရှာရတဲ့အချိန်မှာလူငယ်လေးက ခက်မောင်မောင်နေရာဖြစ်တဲ့အတွက်ကူကီတို့ကလည်းမယိမ့်မိခဲ့ပါဘူးဒီလိုနဲ့လူငယ်လေးအတွက်လွန်မြောက်မဲ့လမ်းစာကိုတွေ့လာခဲ့ရပါနောက်ဆုံးတာဝန်ရှိသူတွေကကူကီတို့အဖွဲ့ကိုဖမ်းဆီးပြီးတော့အရေးယူနိုင်ခဲ့ပါတယ်စိတ်မကောင်းစရာတခုကလူငယ်လေးရဲ့မိန်းကလေးတငယ်ချင်းဆိုသူကလည်းသူ့လိုပဲတားကောင်ဖြစ်ခဲ့တာပါနောက်ပိုင်းမှာတော့တတ်တရားရအောင်ကူကီနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အဖမ်းခံရတဲ့အချိန်မှာသူကိုယ်တိုင်လည်းအမှုတွဲတွေကိုပါဝင်သွားခဲ့ရဖြစ်ကြောင်းဝေမျှရင်းနဲ့အဆုံးသတ်လိုက်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ် imagem.